ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကမှာတော့ပရိသတ်တွေအတွက်စာရေးသူရှင်မင်းကံဘလူးရေးသားထားတဲ့ဖားမဲစင်ပါဝင်သောစုံညီနောင်နှင့်စုံထီးကြီးဦးတိုက်ဆန်းဇလန်းစာဆောင်ကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးမစတင်ခင်မှာကျမရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဗေးနာ Notify Bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေကျမတို့အစီအစဉ်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရစေရှင် ငအောနဲ့ငထိန်တို့ညီကိုမြောက်ရွာရွာစီကိုရောက်လာခဲ့ကြပါရယ်။တ냐တာလုံးစုံတိကြီးဦးတိုက်ဆံကိုရှာတွေ့ဖို့အတွက်စိုင်းပြင်းပြီးထွက်လာကြတော့မို့အတော်လေးလဲပင်ပန်းနေကြပြီလေ။အားကြောင့်ရွာပြင်စီရမှာအနားယူကြရတယ်။ဟေးဟိကောင်လေးတွေခီးသွားရလားကွ။ဆရာစီကိုရောက်လာတဲ့လူကြီးကငအောလို့မိတာပါ။အော်ဟုတ်ပါတယ်ဦးကြီး။ဟိုကျွတ်တို့ကခီးသွားတယ်ပါဗျ။ဒါနဲ့ဦးကြီးတို့ကဒီွာလား။ငထိန်ကပြန်မေးလိုက်တာပါ။အေးကွာ ။ဦးကြီးရွာတရားရွာသားတွေပါတဖက်ရွာမှာမင်းလာဆောင်ရှိလို့ထွက်လာကြာကွ။အော်ဟုတ်ကဲ့ဟိုဒါဆိုအချိန်ခဏလေးများရမလားဦးကြီး။ဟေး။ဘာဖြစ်လို့များလဲကောင်းလေးရဲ့။ဒီလိုပါဦးကြီးရဲ့ကျွတ်တော့ဦးတိုက်ဆန်းဆွဲလူကြီးကိုလာရှာကြတာပါ။ဒီရွာမှာဦးတိုက်ဆန်းဆွဲလူကြီးများရှိနေမလားလို့အဲ့လေးမေးချင်လို့ပါဗျ။ဦးတိုက်ဆန်းဟုတ်လား။ငါအော်ရဲ့စကားကြောင့်လူကြီးတွေတယောက်မျက်နှာတယောက်ကြည့်ကုန်ကြပါရဲ့ဒီလိုဘကိစ္စနဲ့ရှာနေကြရလဲကွ ကျုပ်တို့အရေးကြီးကိစ္စလေးရှိလို့သာလာရှာတာပါဦးကြီးရဲ့ဒါဆိုရင်တော့တို့ရရဲရောမရှာလေးနဲ့တော့ကောင်လေးတို့ပြောတဲ့လူကတို့ရမရှိဘူးကွနောက်ပြီးတော့ကောင်လေးတို့ကြည်ရတာလေလူစိုးလူမိုက်တွေဖြစ်ဟန်မတူပါဘူးဒါကြောင့်ဦးကြီးတို့ပြောလိုက်မယ်အဲ့ဦးတိုက်ဆန်ဆိုတဲ့လူရောမေ့လိုက်ကြကွပြီးရင်တော့လာရလန်းအတိုင်းပဲပြန်သွားကြပြီတော့အဲ့လိုပြောတဲ့အခါမှာတော့ငန်အောင်နဲ့ငထိန်တယောက်မျက်နှာတယောက်ကြည့်မိကြပါတယ်လူကြီးတွေကတော့ဆရာလေးနဲ့ဘေးကနေထွက်သွားကြပါတယ်အကို အဆိုကျုပ်တို့တွေဘာဆက်လုပ်ကြအောင်လဲဒီလူတွေကြည့်ရတာအဲ့ဒီဦးတိုက်ဆန်ဆိုတဲ့လူကြီးကြောင့်တော့တိကျမဲ့ပုံမင်းကြီးလေးရဲ့ဒါဆိုကျုပ်တို့ဘာလို့သူတို့ကဆက်ပြီးမရှာခိုင်းတာလဲဩညီလေးရဦးတိုက်ဆန်ဆိုတာဆုံးလေဆုံးဆိုတာကလည်းလူတွေကိုအောက်လန်းနီးနဲ့ပြုစား၆ဆားတတ်တဲ့အတက်တွေတက်မြောက်ထားတဲ့သူကိုအဲ့လိုမျိုးလူတွေပဲခေါ်ရမလားအဲအကြောင်သူတို့တွေကအကိုတို့စိတ်နာနဲ့တတိပေးသွားကြတာပေါ့ကွာဘသူတွေဘလို့ပဲပြောပြောပါဗျာကျုပ်ကတော့ဦးတိုက်ဆန်ရအောင်ရှာမယ်ကိုရှာမှာပေါ့ကွာ ကဲဘိုက်ဒီလေဆာလာပြီညီလေးရာဒီညတော့ဒီရွာဖုန်ကြီးကြောင့်မအကျိုးချမ်းပြောပြီးဝင်တဲကြပေါ့နောက်ရမှာပဲခီးဆက်ကြမယ်ကွာငအောနဲ့ငထိန်တို့ညီကိုလည်းဇရက်ကနေခေါ်ပြီးတော့ရွာဖုန်ကြီးကြောင့်စီကိုထလာခဲ့ကြပါရယ်ဖုန်ကြီးကြောင့်မတဲခွင့်ကြောင့်ပြီးတော့ကပ္ပိယကြီးစီမံပေးထားတဲ့ဟင်းမောင်ကျန်နဲ့စာနေရဘိုက်ဒီကိုဖြေလိုက်ကြတယ်လေနောက်တစ်မနက်မှာတော့ဆရာတော်ဖခင်နဲ့ကပ္ပိယကြီးတို့ကိုနှုတ်ဆက်ပြီးခီးဆက်ကြပါရယ်အကိုကြီးကျတို့ရွာရီလဲနှံ့နေပြီဒီလူကြီးကြောင့်ဘသူမှတိတိကျကျမပြောနိုင်ပြစိတ်တွေလည်းညစ်ပါတယ် ငထင်းကတော့ဥတိုက်ဆိုင်အကြောင်းမသိရသေးတဲ့အတွက်စိတ်ညစ်နေရှာတာပါ။ငအောကလည်းညီဖြစ်သူကိုကြည့်ပြီးတက်ပြင်းချပါရယ်။အကိုလက်မလျှော့သေးသေးကတော့ရှာတွေ့မှာပါညီလေးအား။ညီဖြစ်သူအပင်နဲ့ငအောတို့ခྱི་ဆက်ထွက်ကြပါရယ်။ဒီလိုနဲ့တော်ရဲမှာအိတ်လိုက်ဆရက်အိုဆရက်ဟောင်းနေမှာအိတ်လိုက်နဲ့ငအောနဲ့ငထင်းတို့အတော်လေးပင်ပန်းနေကြပြီလေ။ဒီလိုနဲ့တရကြတော့တောတနေရာမှာရှေးဟာဆက်လို့ထားတဲ့ဆရက်အိုတို့ခုအတွင်ကိုငအောတို့အနားယူနေတဲ့ချိန်မှာအမလေးဗျကဲကြပါဦးပူလိုက်တာဗျာ အဲ့လိုမျိုးအော်လိုက်တဲ့အတန်းကြီးကြောင့်ငအောနဲ့ငထင်းအလန်တကြားဖြစ်သွားကြတယ်။အကိုဟိုမှာလူတယောက်ကလူတယောက်နှိပ်စက်နေတာဗျ။မြင်ကွင်းထဲဝင်လာတဲ့အဖြစ်ပြက်ကြောင့်ပဲမြေကုန်ညာစလုံးလဲလက်ဆွဲတော်ဝင်ရုံတို့တွေကင်ဆောင်ပြီးဇေယျပေါ်ကနေပြေးဆင်းလာကြတယ်။ဟေးလူဘာလို့အတလုံးနှိပ်စက်နေရလဲ။နှာခမ်းမွေးကကနဲ့ရောင်တုံးကြီးကိုကြက်ကြက်နနထုံးဖွဲ့ထားတဲ့လူကြီးကခန္ဓာကိုယ်ပင်သေးသေးသာရှိတဲ့ရောင်တုံးနဲ့လူကြီးကိုနှိပ်စက်နေရပါ။ပင်သေးသေးလူကတော့မြေပြင်ပေါ်မှာပက်လက်နေထားနေနနာကျင်ကျင်အော်ဟစ်နေတယ်။ နှကမွေးတဲ့လူကြီးကငအောနဲ့ငထိန်ဘေးကိုဖယ်နေလို့လက်ဟန်ပြပြီးတော့ပိန်သေးသေးလူစီသွားဖို့တဟန်ပြန်နေကဲကြပါဦးကျုပ်ကိုသူတတ်တော်မယ်ကဲကြပါဦးဗျာပိန်သေးသေးနဲ့လူကြီးရဲ့အော်လိုက်တဲ့အတန်ကြောင့်ငထိန်လေးဘယ်လိုများကူညီရမလဲလို့စဉ်းစားများတဲ့အစုံနှကမွေးတဲ့လူရဲ့ကောင်အနောက်ကနေဝရင်တုံနဲ့ရိုက်ချလိုက်တော့အဲ့ဒီလူကြီးလည်းမြေပေါ်ဘုံကနဲ့လဲကျသွားတယ်ဟာငအောလေအလန့်တကြားနဲ့ညီဖြစ်သူကိုကြည့်နေခဲ့ရှာတယ် နောက်ခံဝင်းတဲ့လူကတော့မြေပေါ်မှာမလှုပ်မရှက်လဲကျနေတဲ့ချိန်ပိန်သေးသေးလူကမြေပေါ်ကနေဝမ်းတာအာရဟန်နဲ့ထလာတယ်။ကျေးဇူးတင်လိုက်တာကွာ။လာလာဒီလူနိုးလာလို့မဖြစ်ဘူး။ဒီနေရာကနေတို့တွေအရင်ဆုံးထွက်သွားရမယ်။အဲ့လိုပြောပြီးတော့အရှိအနေထွက်သွားတဲ့ပိန်သေးသေးလူကြောင့်ပဲငောအောနဲ့ငထင်းလေးဇေယျပေါ်မှာကျန်နေတဲ့လူအစ်တွေယူပြီးတော့အဲ့လူကြီးအနောက်ကိုအပြေးတစ်ပိုင်းနဲ့လိုက်သွားကြရှာပါရယ်။လူကြီးရဲ့အနောက်ကိုမေးမြန်းခြင်းမရှိဘဲနဲ့ညီကိုညောင်လေးလိုက်လာခဲ့တယ်လို့အဲ့လူကြီးကလည်းအနောက်ကနှကံမွေးတဲ့လူကြီးမလိုက်လာစေဖို့အတွက်ခြေလမ်းတွေခတ်တွတ်တွတ်နဲ့တွားနေပါရယ်။ ခဏကြာတော့မျက်စိတစ်ခုစီကိုရောက်လာကြတယ်။ဟာဆရာကြီးရောက်လာပြီ။မျက်စိမှရထားတဲ့လှေပေါ်မှာရှိတဲ့လူကလူကြီးကိုမြင်တော့ဝမ်းသာအံ့အံ့နဲ့ပြောပါတယ်။ဟေးတောင်းကြည့်ငါတို့မှအချိန်မရှိဘူးမိမန်းသာလှော်တော့ကွာ။ဟုတ်ကဲ့ဆရာကြီး။ငအောနဲ့ငထိန်တို့လည်းအဲ့လူကြီးတက်လိုက်တဲ့လှေပေါ်အတူတူတက်ထိုင်ကြပါတယ်။လှေသမားကလည်းအားကျုံမှန်တန်းနဲ့လှော်ခတ်တယ်။ငအောနဲ့ငထိန်တို့ကလှေကလေးရဲ့အထံမှာစကားတော့မပြောကြဘဲငင်ငင်လေးပဲထိုင်လိုက်လာကြတယ်။တော်တော်လေးကြတော့မှလှေကလေးကိုကန်းတစ်ခုကိုကတ်လိုက်တယ်။ စင်းညာကွက်ကျုပ်နောက်ကလိုက်ခဲ့ကြတော့ငါအော်လို့လေအဲ့လူကြီးအနောက်ကနေလိုက်လာခဲ့ကြတယ်တော်လန်လေးတိုင်းလျှောက်လာကြရင်လည်းတဲဟင်းကိုတွေ့ရတယ်လေလူတွေကလည်းအဲ့လူကြီးကိုကြည့်ပြီးဝမ်းသာအားရစကားတွေပြောနေကြသလိုငါအော်နဲ့ငထင်တို့စူးစမ်းတယ်လို့ကြည်နေခဲ့ကြတယ်အကိုတဲရီကဆယ်လုံးလောက်ပဲရှိတာဗျရွာအတော်သေးရပဲအေးကွာငထင်ရဲ့စကားကိုငါအော်ကထောက်ခံတာပါလူကြီးကတော့ရွာထဲမှာရှိတဲ့တခြားတဲရီနဲ့မတူတဲ့တဲကြီးစီကိုငါအော်တို့ခေါ်ဆောင်သွားတယ် လာကြကွဒါကျုပ်အိမ်ပဲလူကြီးကသူ့ရဲ့အိမ်လို့ပြောပြီးတော့ငအိုးတို့နေရာထိုင်ခင်းပေးပါတယ်မိပြဟဲ့မိပြရှင်မရှင်နဲ့လာစံကောင်မရဲ့ညည်းလင်ပြန်လာတော့မကြိုးစွန်နိုင်ကြီးဘာလို့တွေများများနေရလဲအဲ့လူကြီးရဲ့စကားကြောင့်အိမ်အတွင်းထဲကနေမိမတယောက်ထွက်လာခဲ့ပါတယ်အိမ်မိမလူကြီးရဲ့စကားကြောင့်လူကြီးရဲ့မိမမှငအိုးတို့တိလိုက်ကြပါတယ်ဒါပေမဲ့သူတို့တွေအံ့ဩမိသွားပါတယ် ။ဘာကြောင့်လဲဆိုတော့လူကြီးရဲ့အသက်ထက်ခြားလောက်ငယ်တဲ့မိမဖြစ်သူလူကြီးကအတော်နိုင်တာကြောင့်လေ။ဆရာကြီးပြန်လာပြီလား။ယောက်ျားဖြစ်တဲ့သူဆရာကြီးလို့ခေါ်တာကြောင့်ငအောတို့လည်းအံ့ဩပြီးအံ့ဩနေရတယ်လေ။ဧည့်သည်တွေပါလာတဲ့ထမင်းဝိုင်းပြင်ကွက်ဒီတငယ်လေးကိုလည်းစာနေတော့မယ်။ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်အခုပဲသွားပြန်လိုက်ပါမယ်။အဲ့လိုပြောပြီးတော့မိပြားပြန်ထွက်သွားပါတယ်။လူကြီးကတော့ငအောနဲ့ငထိန်အတော်လေးသဘောကျနေပုံရတယ်လေငအောနဲ့ငထိန်ကလည်းဆက်ဆက်ဆူဆူမရှိလောက်လူကြီးရဲ့အကြောင်းမေးဖို့အတွက်နှုတ်တော်မဟာကြောင် ငယ်တော့ခီးသွားရီလားအဲ့လိုမျိုးတော့ဟုတ်ပါတယ်ဆရာကြီးငါအော်အပြီတော့ဆရာကြီးလို့ခေါ်တော့သဘောကျတဲ့ဟန်လေးပြုံးပြီးတော့ခေါင်းညိတ်ပါတယ်ကဲထမင်းရင်စားကြပါပေါ့ကွာစားတော့ပြီးမှပဲစကားဆက်ကြပါပေါ့ငါအော်နဲ့ငါချင်းလေးလူကြီးရဲ့မိမမိပြားပြင်ပြီးရထမင်းဝိုင်းမှာထမင်းစားကြပါတယ်ထမင်းနဲ့ဟင်းလေးကိုရတာရှိရှိမစားတာကြာပြီဖြစ်တဲ့အတွက်ငါအော်နဲ့ငါချင်းတို့ကလေဘိုက်တောင်မှပေါက်ထက်လူမတန်စားကြတယ်စားပြီးရနောက်တော့မလှုပ်တာတဲ့အတွက်ကြံခင်းပေါ်မှာပဲလဲနေကြတယ် လူကြီးကတော့သူတို့ထမင်းစားနေအချိန်မှာရွာရဲကိုထွက်သွားပြီးအိမ်မောင်မရှိတယ်လို့မိပြားကလည်းသူတို့စားထားတဲ့ထမင်းပကံကိုစီကြော်တယ်။ညီကိုညောင်ကြမ်းကင်းနဲ့ထိလိုက်တာနဲ့အိပ်ပျော်သွားကြတယ်လေ။ညနေနေဆောင်လောက်တဲ့အချိန်ကိုရောက်မှဟေးတငယ်တို့ထကြကွ။လှုံနှိုးခံရတော့မှနိုးလာခဲ့ကြတယ်။ငအိုးတို့လှုံနှိုးပြီးတော့တငယ်တို့အတော်လေးအေးအေးပြတ်ထားပုံပဲကွာ။ကဲပြောစမ်းပါဦး။တငယ်တို့ကခရီးသွားတယ်ဆိုတော့ဘယ်အရက်ကိုများသွားကြမလို့လဲကွ။ ကျွတ်တော့ခီးသွားရည်ဆိုပေမဲ့ဘယ်ရက်ကိုသွားလို့သွားမှန်းတော့မသိပါဘူးဆရာကြီးရဲ့ဟေးလူကြီးကငအောရဲ့စကားကြောင့်အံ့ဩသွားတာပါဒီလိုပါဆရာကြီးရဲ့ကျွတ်တော့ညီကွာဦးတိုက်ဆန်းဆိုတဲ့သူကိုရှာဖို့တခီးထွက်လာခဲ့ကြတာပါဦးတိုက်ဆန်းဆိုတဲ့ပုဂ္ဂိုလ်ရဲ့အကြောင်းကြားပဲကြားဖို့ပြီးတော့လူတို့အခုတည်းရှာလို့မတွေ့သေးပါဘူးဗျာငအောရဲ့စကားကြောင့်လူကြီးရဲ့မျက်နှာပြုံးသွားခဲ့တယ်တငယ်ရောကဒီလူကြီးကိုဘာလို့ရှာရတာလဲရန်ညိုးရန်စားများရှိနေလို့လားကွယ် ဟာဗျာဆရာကြီးရဲ့ကျုပ်တို့နဲ့သူနဲ့ကဘာရန်ညိုညံစာမှမရှိပါဘူးအခုကကျုပ်တို့ရဲ့ရန်ညိုကြောင့်ပဲသူ့စီမှာပညာသင်ကျင်းလို့လိုက်ပြီးရှာနေကြရတာပါဗျာတကယ်တော့ဘသူနဲ့ဘလို့ရန်ညိုတွေရှိညာလဲကွဆရာကြီးကမေးတော့လဲပြောပြရမှာပေါ့ဒီလိုဗျာကျုပ်တို့ရောက်မှာတော်ပန်းအောင်ဆိုရဲမိမကြီးတောင်ရှိရဲ့ဆရာကြီးရဲ့ရာလီရေကတော့အဲ့မိမကြီးကိုဆုံးမကြီးလို့ပြောကြတာပါပဲဗျာကျုပ်တို့ကတော့ကိုနဲ့မဆိုင်တာမို့တတိမပြုတ်ပဲနဲ့နေနေခဲ့ကြတာပေါ့ ဲ့လိုနဲ့နေခဲ့တဲ့ခြားနေမှာအိတ်ဆုံမကြောင့်ပဲကျုပ်တို့အမိအတူဆုံရှုံခဲ့ရတယ်ဗျ။ဒါကြောင့်အိတ်ဆုံမကိုရှင်းပြချင်တဲ့အတွက်ဦးတိုက်ဆန်ဆိုတဲ့လူအသေးတန်လိုက်ပြီးရှာနေကြတာပါဗျာ။ငါအောကရှင်ပြတော့လူကြီးကခေါင်းကိုညှိပ်ပါတယ်။တပြင်းလေကျုပ်ရောင်မှာတငယ်တို့စိတ်ကြိုက်နေကြပေါ့။လာကြကွယ်ကျုပ်ဘေးကတဲမှာမောင်ရင်တို့ညီကိုလွတ်လွတ်လပ်လပ်သားနေကြပြီးတော့စားကြရှင်နဲ့အာမနာနဲ့တငယ်တို့ရဲ့အမအစီစဉ်ပေးပါလိမ့်မယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာကြီး။ ဒီလိုနဲ့ငအောနဲ့ငထိန်တို့လည်းလူကြီးစီမံပေးရဲ့တဲ့အီလေးမှာနေပြစ်ခဲ့ကြပါတယ်။ရေမို့ချုပ်ပြီးရနောက်မပြားပြင်ဆင်ပြီးရညစာထမင်းကိုစားပြီးတဲ့အီလေးမှာတညတောင်အိဆက်အနားယူလိုက်ကြတယ်။နောက်တနေ့မိုးလင်းတော့ငအောရောညီကိုလည်းညနာတက်ပြီးတော့တဲ့အီမှာသာထိုင်နေခဲ့ကြတယ်။သူတို့တွေထိုင်နေတော့မှဘေးတက်စရာစကားပြောတဲ့နေကိုကြားလိုက်ရတယ်။ကျွတ်တော်ဆရာကြီးကိုစိတ်ပူနေရဗျ။ဆရာကြီးကဒိဋ္ဌံဝင်ထားတော့ပညာတော်သုံးလို့မရဘူးဖြစ်နေမှာမို့လား။ကျွတ်တော်ဆရာကြီးခတ်တွေ့နေလောက်ပြီးဆိုပြီးလိုက်လာကြပါသေးတယ်။ ဒါပေမဲ့ဆရာကြီးကနေရာမှာမရှိတော့လို့ရွာကိုပဲလဲလာခဲ့ကြတာဗျမင်းတို့ရဲ့ဆရာတိုက်ဆန်ဆိုရဲကောင်နည်းနည်းရရမှမဟုတ်တာကွာဒီကောင်လေးကျောင်းတော့လိုက်မလာရဲပါဘူးကျောင်းနဲ့သူတခွေခွေတော့ကြုံမှာပါအဲ့ကြမှာလက်ဦးသူအရင်တိုက်ရမှာပေါ့ကွာကြားလိုက်ရတဲ့အတန်နေကြောင့်ငအော်နဲ့ငထိန်တို့အန်အော်ပြီးထိုင်ရန်နေထားလိုက်ကြပါတယ်ညီကိုနေရာတက်မျက်နာတယောက်ကြည့်ပြီးရဲ့နောက်ဦးတိုက်ဆန်ဆီအပြေးသွားကြတယ်တစ်ဖက်ကတဲရင်တွင်မှာဦးတိုက်ဆန်နဲ့အတူလူသုံးယောက်ထိုင်နေကြတယ်အဲ့လူသုံးယောက်ရဲ့အကြည့်ရငအော်တို့စီဆူဆူရဲရဲရောက်လာကြတယ်လေ ဆရာရဦးတိုက်ဆန်ဆိုတာလားငါဩဝါအံဩတကြီးမီတော့ဦးတိုက်ဆန်ပြုံးပြီးကောင်းနေပါတယ်ဝမ်းတာလိုက်တာဆရာကြီးရဲ့ကျွန်တော်နောက်ဆုံးတော့ရှာတွေ့သွားပြီပေါ့ဗျာနော်ငချိန်ဟာဝမ်းတာအာရနဲ့ပြောပါတယ်ကျက်ကလည်းတငယ်တို့ဒီမနက်ပဲပြောပြမလို့ပါကွအခုတော့ပြန်လဲတငယ်တို့ကကြားသွားကြပြီဆိုတော့ကဲကဲကျောင်းလေဧည့်သည်တွေရှိနေတယ်လို့တော်နေမှစကားပြောကြတာပေါ့ဦးတိုက်ဆန်ရဲ့စကားကြောင့်ငအောနဲ့ငထိန်လေးမိမိတို့နေရဲ့ဒဲစီပြန်လာခဲ့ကြပါတယ်ညီကောင်ညာစလုံးအတော်လေးဝမ်းတာနေကြရှာတယ်လေး ဦးတိုက်ဆန်ကသူ့ရဲ့တပည့်တွေပြန်သွားတော့မှငအောနဲ့ငထိန်နူအနာခေါ်တယ်။ကဲတကယ်လို့လည်းတည်ပြီးကြပြီးပြီဆိုတော့ကျုပ်ဘက်ကရှင်းရှင်းပွင့်ပွင့်ပဲပြောတော့မယ်။ကျုပ်ကြောင့်ဘယ်လောက်ထိကြားသိခဲ့ကြတယ်လဲတော့ကျုပ်မသိဘူး။ကျုပ်ဆိုတဲ့တိုက်ဆန်ကပညာတယ်တွေကိုတောက်တချက်ခါရုံနဲ့ပညာပေးနှိပ်ကွပ်ခဲ့တဲ့ကောင်းကွက်။ဒါပေမဲ့အခုချိန်မှာကျုပ်ရဲ့ပညာတွေအဆင့်မြင့်မှုအတွက်ကျင့်စဉ်နေတဲ့အထိတ်ထန်တွေကိုကျုပ်ပြုတ်လုံနေရတယ်။ကျုပ်နေရွာကိုလည်းဘယ်သူဘဝမှမမြင်ကြသလိုဝင်မရအောင်အစားကျုပ်ကစီမံထားတာကွက်။ တငယ်တို့ညီကိုကတော့ကျုပ်ကိုကူညီပေးခဲ့ကြတဲ့သူတွေမို့လို့ကျုပ်လွလွလပ်လပ်နဲ့ခေါ်လာခဲ့တာ။နောက်ပြီးတော့တငယ်တို့အကြောင်းသိရပြန်တော့လေကျုပ်မျိုးတတိယမိပြန်တယ်။ဒါကြောင့်ကျုပ်ဆရာပညာသင်ချင်တဲ့တငယ်တို့ညီကိုကျုပ်ဘက်ကသင်ပေးမယ်လို့ဆုံးဖြတ်ထားပါရယ်။ကျေးဇူးတင်ပါတယ်ဆရာကြီးရယ်။အေးကွယ်ဒီကနေ့ကနေစပြီးတော့ကျုပ်ကတငယ်တို့ညီနာပညာသင်ပေးမယ်ကြိုးစားပြီးတော့မှတ်သားကြပါဦး။ဦးတိုက်ဆန်ကငအောနဲ့ငထိန်တို့ပညာနဲ့ဆိုင်တဲ့အင်းအိုင်ဆေးဝါအစားရှိတဲ့ပညာရည်တွေကိုသင်ကြားပေးပါရယ်။ ငောအောင်ငထိန်တို့ကလည်းဥတိုက်ဆန်တင်ပြီးသမျှတက်မြောက်တင်ယူကြတယ်။ဥတိုက်ဆန်ကလည်းငောအောင်ညီနောင်စိတ်ပါလက်ပါပဲတင်ကြပြီးတယ်။ပညာတင်ယူစဉ်ကာလကစားဖို့တောက်ဖို့ကိစ္စရတဲ့အတွက်ကလည်းဥတိုက်ဆန်ရဲ့မိမမိပြအစီစဉ်ပေးရတယ်လေ။သူရောက်မှနေလာတာကြတော့ရွာအကြောင်းတွေကိုလည်းငောအောင်တို့သိလာကြတယ်။သူရောက်လုံးမှရှိတဲ့သူတွေကဥတိုက်ဆန်ရဲ့တပည့်တွေ။သူရောက်လုံးဆုံးတွေလို့ပြောရမယ့်အထင်မှာမိပြလည်းပါဝင်တယ်။ငောအောင်နဲ့ငထဲဥတိုက်ဆန်အနိကထားတာကြောင့်ဇာနဲ့တပည့်တွေကငောအောင်နဲ့ငထဲကိုမခေါ်မပြောဘဲနဲ့မနေရကြဘူး။ ဒါပေမဲ့စုံတို့ရဲ့ငကုတ်ဗီဇအတိုင်းပညာစမ်းကျင်ကြသေးရဲ့လေငောအနဲ့ငထင်ရလဲမခေလာပါဘူးဦးတိုက်ဆန်တင်ပြီးထားသမျှတေချာမှတ်သားထားကြတာမို့လို့တံပြန်ခုခံနိုင်ကြတယ်အဲ့ခါတစ်ဖက်ကကြောကော့အောင်ခံရပြီးတော့ငောအနဲ့ငထင်တို့ညီကိုအရှုံးပေးကြရှာတယ်အဲ့ရမှာငောအနဲ့ငထင်ဆိုတဲ့နာမည်ခေါ်ကြခြင်းထက်စုံညီနောင်လို့သာခေါ်ကြရတယ်ဦးတိုက်ဆန်ကလည်းစုံညီနောင်အတော်လေးသဘောတွေ့ရှာတယ်လေပညာသိပင်းစီအတွင်မှာလေဦးတိုက်ဆန်ကိုယ်တိုင်ကစုံညီနောင်ပညာစမ်းနေတယ် ဒီလိုမျိုးပညာဆန်းတဲ့အခါတွေမှာလဲစုံညင်နောင်ကပြန်လဲပြီးတော့လုပ်ပြတော့ဦးတိုက်ဆန်းသဘောတွေတွေ့ပြီးတော့ချီးမွမ်းတယ်။စုံညင်နောင်ကပညာသင်ယူနေစမှာလဲဦးတိုက်ဆန်းခရီးတွေလဲထွက်တတ်တယ်။ခရီးထွက်တိုင်းမှာလဲကြံ့ရတဲ့စုံညင်နောင်ကအရင်တော့တင်ပြီးတည်းမပြန်လဲပြီးတော့လေ့ကျင့်ရတယ်။ဦးတိုက်ဆန်းခရီးကနေပြန်လာမှပညာနောက်တစ်ဆင့်တက်ရတယ်။တရကြတော့ဦးတိုက်ဆန်းရှောင်းမမရှိတဲ့ချိန်မှာမောင်လင်းကထိန်အမစီခဏလာပါအောင်ကွ။မိပြားကသူ့ရဲ့တိုင်အတွင်းကနေခေါ်ပါတယ်။ မိပြရဲ့အတန်းကြောင့်ညီကိုညလည်းတောင်မျက်နှာတယောက်ကြည့်ကြတယ်။ကျုပ်တယောက်ထဲတော့မသွားတင်ထင်နေတော့ကိုငထိန်ကပြောတော့ငအောကတပြင်းချတယ်။မိပြကငကွားနဲ့မတူပါငထိန်ပေါ်မှာတန်အောင်စင်ပုံနေခဲ့တယ်လေ။ဥတိုင်းဆိုင်ရောမှမရှိရဲ့အချိန်ဆိုရင်ပို့ပြီးတော့ငထိန်ခေါ်တက်သေးတယ်။ငထိန်သွားရင်လေနင်းနေခိုင်းလာကြငထိန်ကမသွားချင်ဘူးလို့သာတွင်တွင်ညင်းနေ။ မသွားလို့လည်းမကောင်းပြန်ဘူးညီလေးရဲ့ဆရာကြီးရဲ့မိန်းမဆိုတော့လေသူလည်းဆရာကြော်ပဲလေနင်းနေဒါပြန်အခုပဲသွားလိုက်တော့မယ်အဲ့လိုပြောပြီးတော့အခုတစ်ခေါက်တော့ငအောတာထွက်လာခဲ့တာပါဟင်ငထိတ်မရှိဘူးလားကွငါအော်ရောက်လာကြမိပြမျက်နာပြတ်သွားတယ်။ညီလေးကနေထိုင်မကောင်းလို့အိတ်နေရဲ့ဗျ။အမဘာများခိုင်းကြလို့လဲကြောက်ကိုပြောပါကြောက်လို့ပေးပါမယ်။ငါအော်ကပြောတော့မိပြဒီလိုဆိုရင်ဖြစ်လဲရှိပါစေတော့မခိုင်းတော့ပါကွယ်။မင်းလည်းပြန်တော့ဟုတ်ကဲ့။မိပြရဲ့အနီးကနေငါအော်ထွက်လာခဲ့ပါတယ်။ တဲအတွင်းရောက်တော့အကိုဘာပြောလဲငထိန်ကစီးကျပြီးမေးပါတယ်ငါညီမဟုတ်လို့အကိုပြန်လှုပ်လိုက်တာကညီလေးကိုနေမကောင်းလို့တော့ပြောထားတယ်တဲပြန်သိမ့်မထွက်နဲ့ဟုတ်ကဲ့ကိုကြောက်လေဆရာကြီးဆရာပညာဆောင်တင်ပြီးတော့ဒီဘာနေခက်မြန်မြန်ပဲထွက်သွားကြပြီဗျအဲ့မိမကြီးကမလွယ်လှဘူးဗျဆရာကြီးသာတင်ပြဿနာကြီးလာနိုင်တယ်ကိုရဲ့အေးကွာအကိုလည်းဒါပဲစိတ်ပူတာသူဘလို့ပဲလှုပ်လှုပ်မင်းမပိုင်တော့မရွေးနိုင်ပါဘူးဒါကြောင့်ငါညီစိတ်ကိုသာထိမ့်ပြီးတော့မိမဆိုရင်အမျိုးရဲ့အထီးတွေမှာမตายရမိစေနဲ့ညီလေး စိတ်ချပါကိုကျောင်းရဲ့စိတ်ထဲမှာကျုပ်တို့အမိတွေလက်စားဆီခြင်းနဲ့စိတ်တွေပဲရှိတာပါဇနဲ့ကိစ္စတွေတော့ခေါင်းနဲ့မရှိပါဘူးဗျာအေးဒီရောက်မှာအကိုတို့ဆရာကြီးကတခြားတပည့်တွေထံနေရာပေးပြီးတော့သင်ပေးနေရဆိုတော့မလို့သူတွေလည်းရှိနေတယ်ဒီတော့သတိထားပါညီလေးယာဟုတ်ကဲ့ကိုငောအောင်တဲ့ငထိန်တို့လည်းရောက်မှာအဆင်ပြေပြေစက်နေနိုင်မှုအတွက်တိုင်ပင်ပြောဆိုတာပါစိတ်ထရနေလေဦးတိုက်ဆန်အညက်ပြန်လာပါတော့လို့ဆုတောင်းနေမိကြတယ်လေနှစ်ရက်လောက်ကြာတော့ဦးတိုက်ဆန်ပြန်ရောက်လာတယ်ကဲ တငယ်တို့ရေတငယ်တို့လိုချင်တဲ့ပညာတွေလည်းကျောက်ကအကုန်လုံးပေးအပ်ပြီးပြီဒါကြောင့်ဒီရွာမှာဆက်နေကြမလားခရီးဆက်ကြမလားဆိုတာရွေးကြပြီးတော့ကွယ်ဦးတိုက်ဆံပြောတော့စုံညီနောင်လည်းဝမ်းသာသွားကြတယ်ဒီလိုဆိုရင်တော့ကျောက်တို့မိတွေအရင်ဦးဆုံးလက်စားချေပြစီဆရာကြီးရေဒါကတော့တငယ်တို့ရဲ့သဘောပါလက်စားချေပြီးလို့ကျောက်ရွာပြန်လာနေခြင်းနဲ့ဆိုဖြစ်ရင်လည်းကျောက်ကခွင့်ပြုပါတယ်စကားကောင်တော့မပြောသေးပါဘူးဆရာကြီးရေကျောက်တို့ညီနောင်ပေါ်မှာဆရာကြီးကြိရှုတင်ကြားပေးခဲ့လို့တော့အခုလိုမျိုးစုံညီနောင်ဆိုပြီးတော့ဖြစ်လာခဲ့တာပါ အခွင့်အရေးတော့ဆရာကြီးစီကိုပြန်လာခဲ့ပါမယ်။အေးကွယ်ငါတပည့်လည်းအတော်လေးကြိုးစားခဲ့လို့ဒါအခုလိုပညာတွေတက်မြောက်ခဲ့တာပါ။ဒါပေမဲ့လို့အခုညီလုံရင်တော့ဆရာကြီးစီကိုလာခဲ့ပါ။မင်းတို့အတွက်အခုညီပေးဖို့တန်ဆရာကြီးအဆင်သင့်ပါပဲ။ဆုံးညနာကဦးတိုက်ဆန်ကိုကျေးဇူးတင်စကားတွေပြောပါရယ်။နောက်ရမနဲ့ရာကိုပြန်မယ်လို့ပြောတော့ဘေးမှာထိုင်နေတဲ့မိပြမျက်နှာမကောင်းလာပါဘူး။ငါထင်ရတော့မိပြရဲ့မျက်နှာကိုကြည့်ပြီးတက်ပြင်းတာခိုးချရှာတယ်။ နောက်တနေ့မနက်ကိုရောက်တော့ဆရာကြီးကိုနှုတ်ဆက်ပြီးစုံညင်အောင်ဆုံးလို့ရွာနေ ပြန်ထွက်လာခဲ့တယ်။စုံမမီပြကြောက်ကတော့မျက်ရည်နဲ့သာကြံ့ရခဲ့တယ်လေ။ဟုတ်ကဲ့ပါရှင်။ဒီနေ့တင်ဆက်ပေးလိုက်တဲ့ဇလန်လေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ပြတ်ဒီမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်အုပ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်။